ဒီအိမ်မှာနေပြီးတော့တော့ပါချစ်တဲ့မြမာတွေမှန်သမျှတရေချောက်တာကိုခံရလို့ဘလူးမကြကြမနေရဲကြဘူးတဲ့ထွက်ထွက်သွားတယ်တဲ့ဆိုပြီးတော့တိရတယ်ပေါ့နော်နောက်ပိုင်းအဲဒီအိမ်မှာမနေရဲပဲနဲ့အပြင်မှာအခန်းငှားပြီးတော့ဒီချောင်းလာစစ်တဲ့ခါကျတော့လည်းညာဘက်တည်းဆိုလို့ချင်းဒီအိမ်ထဲကနေပြီးတော့ချောင်းဟဲတဲ့အတန်မျိုးတွေဒီအမျိုးမျိုးသမီးတယောက်ငိုတဲ့အတန်မျိုးတွေကိုကြားရတယ်ဆိုပြီးတော့လောပါချစ်တဲ့သူတွေပြောတယ်ပေါ့နော်တော်ကြီးထဲမှာအိမ်တစ်လုံးရှိရပေါ့နော်တရေချောက်တယ်ဆိုတဲ့အိမ်ကိုဒါ có yêu được hay cũng được thì quan đi nào được cái đấy nè rồi thì đưa lại về tôi ý đồng bị chi bị ví dụ là bị အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တရေ၆တဲ့ဆိုတဲ့အိမ်ကိုပေါ့နော်ညာဘက်ရိုက်ကူဖို့အတွက်နှင်းကင်းပိုင်းအရှင်တွေကိုလာကြည့်ချင်းပဲဖြစ်ပါတယ်ကိုမြင်တွေ့နေရတဲ့အိမ်ပဲဖြစ်တယ်ပေါ့နော်လာတဲ့လမ်းကတော့ကျွန်တော်မေဆွေတွေမြင်တွေ့တဲ့အတိုင်းပဲဒီအိမ်ကဘလောက်ကြောင်ကြလဲမကြလဲဆိုတော့ကျွန်တော်ရိုက်လာတဲ့လမ်းကိုကျွန်တော်မေဆွေတွေကြင်သိပါလိမ့်မယ်ပပလက်မှာတော်ရီတောင်တွေနဲ့ခြံဆိုလို့လောပါခြံလေးပဲခြံဆိုလို့လောပါခြံလေးပဲစီရပေါ့နော်အိမ်ဆိုတဲ့နီနီကကမရှိဘူးတလုံးနဲ့တော်တဲ့တောင်ထဲမှာလာပြီးတော့ဒီခြံမှာလောပါချစ်တဲ့သူတွေနေဖို့ဆိုပြီးတော့စောက်ထားတဲ့ ိမ်ပေါ့နော်တရေ6လောဘချန်တရေတောက်ပြီးသားလဲအိမ်ဒီအိမ်မှာနေပြီးတော့လောဘချစ်တဲ့မြန်မာနေမှန်သမျှတရေ6တာကိုခံရလို့ဘလူးမကြကြမနေရဲကြဘူးတဲ့ထွက်ထွက်သွားတယ်တဲ့ဆိုပြီးတော့သိရတယ်ပေါ့နော်နောက်ပိုင်းအဲဒီအိမ်မှာမနေရဲပဲနဲ့အပြင်မှာအခန်းငှားပြီးတော့ဒီချောင်းလာဆစ်တဲ့ခါကျတော့လည်းညာဘက်တွေဆိုလို့ရှိရင်ဒီအိမ်ထဲကနေပြီးတော့ချောင်းဟဲတဲ့အတန်မျိုးတွေဒီအမျိုးမျိုးသမီးတယောက်ငိုတဲ့အတန်မျိုးတွေကိုကြားရတယ်ဆိုပြီးတော့လောဘချစ်တဲ့သူတွေပြောတယ်ပေါ့နော်အဲတထဲကိုလည်းကျွန်တော်ခွင့်ပြုချက် တောင်းထားတယ်ပေါ့နော်တထေးလေးကိုလည်းခွင့်ပြုချက်တောင်းထားတယ်။အာတော့ကိုတော့ကျွန်တော်ညာဘက်ရိုက်တဲ့အခါမှာဝင်တောင်းပြီးတော့အထက်ဝင်မယ်ပေါ့နော်အခုအိမ်ကသူတော့ခတ်ထားတယ်လို့ပြောတယ်ဟုတ်တယ်ဟိုမှာတော့ခတ်ထားတာတော့ cloud ကြီးဝင်နေတာပဲ။ဒါပေမဲ့အိမ်ပတ်ဝန်းကျင်အရှင်တွေကိုကျွန်တော်တစ်ချက်ရိုက်ပြရပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေလည်းတုံးသက်ပြီးဒီအိမ်ညာဘက်ရိုက်လို့ရှိရင်6နိုင်ချီမ6နိုင်ချီပေါ့နော်။နည်းနည်းတုံးသက်ပြီးပေါ့နော်။အဲသူတို့ပြောတာတော့တရေရှိတယ်လို့ပြောတာပေါ့နော်။တရေရှိရင်တော့6မှာပဲပေါ့နော်။အိမ်သေးတာကြီးတာလည်းမဆိုင်ပါဘူး။ အိမ်ကလည်းတရက်6ရက်6ကျင်စရာပဲမြင်တွေ့တဲ့အတိုင်းပဲပပတ်လဲမှာဆိုလို့ချင်းလူသူလည်းကင်းမဲ့ပြီးတော့တောတွေတောင်တွေနဲ့ခြုံတွေပဲရှိတယ်စမ်းကြောင်းလေးလည်းရှိတယ်အရှိမအိမ်ရဲ့အေးရှိကနေတော့ခွိုင်းဘက်ကိုကြွေပြီးတော့စီတဲ့စမ်းကြောင်းလေးလည်းရှိတယ်ကဲဝင်ပြီးတော့ဆက်စုကြည့်မယ်မှညကြီးတွေကလည်းချောမှာချောအော်ဒီမှာတစ်ချောင်းဟိုးမှာတစ်ချောင်းကောင်းလိုက်တဲ့မြက်ကဲ ပြန်ရင်တော့မြစ်မြစ်တော့ခုတ်ပါအောင်ပေါ့ဥမာတစ်ချောင်းအဲသုံးချောင်းခင်းစားရပြီဟုတ်ဗျာမယ်မိုးရပတ်တယ်ပတ်တယ်ယူတော့ပထေးကိုယ်တိုင်းလည်းပြောတယ်ပေါ့နော်သူဒီအရင်တရေ6တယ်တဲ့အဲဒါကြောင့်မလို့လေသူလည်းကျွန်တော်ကိုလေးလာမယ်ဆိုတော့သူခွင့်ပြုတယ်ပေါ့နော်ဘာလို့မ တော့ကနေရရတယ်လို့ရိုက်ပြရမှာလေဆိုရင်ဒီကြောက်ခုံကြီးကတော့လောဘပြားလုံးလုံးဝစက်တီထားတဲ့ခုံထင်ပါတယ် နေတာမိုးတာတဲ့နေ့ဆိုရင်ကျွန်တော်ညဘက်လာရိုက်မယ်ဘူးနော်ချမ်ပိုင်စင်အိပ်ပိုင်စင်တထဲကိုလည်းဖွင့်မှုချက်တောင်းထားပြီးပါပါပြီညဘက်ရိုက်ဖို့အတွက်ကြည်လားဒါတဲတဲမဟုတ်ပါဘူးအိမ်ပေါ့နော်တဲမဟုတ်တဲလို့ပြောလို့မရဘူးဒီဟာဆိုလို့ရှိရင်ကြီးတယ်ခေါင်းရင်းမှာဆိုရင်ဒီမှာစံကြောင်လေးတဲ့ ညာဘက်တွေမှာဆိုငားတွေဖားတွေရှာလို့ရတော့တယ်ဒီစမ်းကြောင်တော့ရှာဝါဝါပင်ဝါယိုးပင်တာဖြန်ပင်တာမင်းတန်းထားကြီးတယ်တရေချောင်းမချောက်တော့မသိဘူးကျွန်တော်တော့ဟာတိအိမ်တွေကိုသဘောကျတယ်ဘာကြောင့်လဲဆိုတော့တိတ်ဆိတ်တယ်ဗောနော်လူတူတူနဲ့ကင်းမဲ့တယ်စေးလက်အေးနဲ့အေးစစ်တယောက်ထဲလာပြီးနေမယ်ဆိုလို့ရှိရင်ဒီအိမ်လေးကတော်တော်လေးကိုမိုက်တယ်တရေချောက်တော့လည်းအဖော်တော်ရာသေးတယ်ဗောနော်ညာဘက်စကားပြောဖို့ရာတယ်ကြည့်စမ်းပါ တတခခနဲ့ပတ်ဝန်းကျင်တည်းကြာရှင်းရှင်းလင်းလင်းလေးလုံးမယ်ဆိုလို့ရှိရင်တော်တော်လေးကိုမှတာယာမှာဗျအမဒီရှိမှာဆိုရင်လည်းစားပင်လေးရစီသေးတယ်မလေးလေးအရှိမအပင်ကြီးကိုမြင်ပြီးတော့ဘာပင်မှမတူပါစက်ဖြားတယ်မေ့နေတာအုံးပင်အုံးပင်ဒီရှိမှာလည်းအုံးပင်လေးနဲ့မဲတင်မောပင်ကလည်းတာဝန်ကြီးတယ်ဗျဟိုမှာတွေ့လားသူ့တာဝန်သူ့တာဝန်ကြီးတယ်ဟိုမှာအပင်နဲ့ အသီးနဲ့မလိုက်ဘူးတီးနေတာအလုံးတစ်လုံးတီးတယ်အပင်ကတေးတေးအသီးကကြီးကြီးနဲ့တော်ထဲမှာနေတဲ့ငှက်တွေရှင်းနေအတွက်အစာရတာပေါ့နော်သမောတိမှန်မလေး all like the busy ကွယ်မဲဟိုမှာဖုန်းနံပါတ်ကြီးကောက်ကထိုးကြည့်ဘယ်ရောက်လဲ ကဲဒါတော့ကျွန်တော်နှင်းကင်းပိုင်းအခြေအနေလေးလာပြီးရိုက်ပြတာဖြစ်ပါတယ်နှင်းကင်းပိုင်းတော့မြင်တွေ့ရတဲ့အချိန်ပေါ့နော်ပတ်ဝန်းကျင်တစ်ခုလုံးမဲမှောင်တာမိုးအောင်တာလည်းပါတယ်ထင်ပါရဲ့မသိညနေဆောင်ကြီးပြတန်းကြောင်လေးကအေရှေ့ကနေပြီးခေါင်းဟင်းဘက်ကိုဝိုက်ပြီးတော့သွားဟုတ်ကဲ့ပါဒီနေ့မှတော့ကျွန်တော်တရေ6တဲဆိုတဲ့အိမ်ကိုနှင်းကင်းပတ်လာရောက်ပြီးတော့ အချိန်တွေကိုလာရောက်ရကူးပြတာပဲဖြစ်ပါတယ်။ကဲစောစောတွေးတယ်ညသုံးချောင်းတော့ကျွန်တော်ချိုးလိုက်ပြီပေါ့နော်။ဒင်းစားရပြီကဲလက်လက်ဆက်ဆက်ညချိုချိုလေးတရေမတွေ့ညချိုးပြန်ဆိုတာဒါမျိုးပြောတာ။ညဘက်လာရောက်ရကူးတဲ့အခါကျရင်လည်းအားပေးကြပါဦး။ညဘက်လာပြီးတော့ရိုက်မှာတော့လုံးဝတရားရခိုင်တော့သိကြတယ်ပေါ့နော်။ဒါပေမဲ့ဒီရက်ပိုင်းအတွင်းမှာမိုးရွာနေတဲ့နေသားတဲ့ရက်မှာကျွန်တော်ရိုက်ကူးပေးပါမယ်။ ဒါချက်ပိုင်ချင်းအိမ်ပိုင်ချင်းဒီသတိကိုလည်းကျွန်တော်ခွင့်ပြုချက်တောင်းထားပြီပေါ့နော်သတိကိုယ်တိုင်နဲ့ရိုက်ခွင့်ပြုတယ်သတိကိုယ်တိုင်နဲ့တင်ရ6တယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲကြောင့်တရားပေါက်တော့ရပက်လာရိုက်ကူးတဲ့အခါမှာတော့ထူးခြားချက်တွေ့ရမယ်လို့တော့ကျွန်တော်ယုံကြည်တယ်ဗျာဟုတ်ကဲ့ပါဟုတ်ညီငယ်မလာရောက်ရိုက်ကူးပြတဲ့ဗီဒီယိုကလစ်လေးကတော့ဒီလောက်ပါပဲရပက်ရိုက်ကူးတဲ့အခါကြရင်လည်းအားလုံးအပေးကြပါလို့ပြောကြရင်းနဲ့ ီဗီဒီယိုလေးကိုဒီညနေညနာလိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်